င်္ဂလာပါ BBN ညနေခင်းသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မကွေးတိုင်းစလင်းမြို့နယ်စနေချောင်းရွာကိုစစ်ကောင်စီကစစ်ကြောင်းထိုးဝင်ရောက်စီးနှင်းပြီးတော့ရွာလုံးကျွတ်မီးရှို့နေရကြောင်းပြည်သူတွေထွက်ပြေးနေရပါတယ်။အထွက်ပြေးသွားတဲ့ပြည်သူတွေကိုစစ်ကောင်စီတပ်သားတွေကလိုက်လံပစ်ခတ်နေတယ်လို့လည်းသိရှိရပါတယ်။2025ခုနှစ်မေလ23ရက်နေ့နေ့လယ်7:00နာရီခွဲချိန်ကမှစစ်ကောင်စီရဲ့အခြေစိုက်တက်မ101လက်အောက်ခံခမရ253 254 255 တပ်သားတွေနဲ့အတူတူပြူစောထုတွေလိုက်ပါလာခဲ့စစ်ကား၄စီးခန့်ဟာစလင်းမျိုးနဲ့စနေချောင်းရွာကိုဝင်ရောက်မိရှို့ဖျက်ဆီးခဲ့တယ်လို့ဒေသခံတအူးက BBN ကိုပြောကြားပါတယ်။မနေ့၁၇နိုင်ခွဲလောက်ကကား၄စီးနဲ့ရောက်လာပြီးရွာကိုဝင်စီးကြပဲ။ရွာကန်တွေကကြောက်လို့ထွက်ပြေးကြတယ်။အဲ့ဒီမှာစိတ်ရှိတိုင်းမိရှို့ဖျက်ဆီးတော့တာပါပဲ။ဒါအပြင်အဆိုပါစစ်ကြောင်းကရွာကိုမိရှို့မှုမတိုင်ခင်ရွာထဲမှာရှိတဲ့ပစ္စည်းတွေကိုစိတ်တိုင်းကျယူဆောင်သွားတယ်လို့လည်းသတင်းရရှိပါတယ်။ ဒါပြင်ဆိုပါစစ်ကြောင်းဟာရွာလုံးကျွမြေရှိုးမှုမပြုတ်လောက်ခင်နေအိမ်တွေထံမှစိတ်တိုင်းကြပစ္စည်းများကိုအရင်ယူဆောင်သွားတယ်လို့သိရပါတယ်။ဒါပြင်စစ်ကောင်စီနဲ့ပြူတွေရဲ့လိုက်လံပစ်ခတ်မှုကြောင့်တောဘက်ကိုထွက်ပြေးသွားတဲ့စနေချောင်းရွာသားပြည်သူတွေကိုလက်နဲ့ကြီးနဲ့ထုတာတွေပစ်ခတ်တာတွေကြောင့်စနေချောင်းရွာသားနှစ်ဦးသေဆုံးပြီးတော့တဦးဒဏ်ရာရရှိတယ်လို့သိရပါတယ်။စစ်ကြောင်းကိုကြောက်လို့ထွက်ပြေးသွားတဲ့ရွာသားတွေကိုလက်နဲ့ကြီးလက်နဲ့ငယ်တွေလိုက်လံပစ်ခတ်တာ။ ဲမှာကျွန်တော်တို့ယွာကကိုပါဦးနဲ့ကိုတိုးမောင်နှစ်ယောက်ကတည်ဆုံးပြီးဘိုချိုဦးဟာတော့ဒဏ်ရာ ရရှိသွားပါတယ်စစ်ကောင်စီရဲ့အဆိုပါတက်မှတ၁၁လက်အောက်ခံစစ်ကြောင်းဟာစနေချောင်းကြေးရွာတွင်ကမကဆလင်းမြို့နယ်တွင်မှရှိတဲ့ပိန်လေပင်အတန်ကောင်းငါလင်ပန်းဂွေးကုန်းစနေချောင်းပန်းပြင်ရွာကြေးရွာတွေကိုလည်းလှဲ့လေမီးရှို့ဖျက်ဆီးခဲ့တယ်လို့လည်းသိရပါတယ်ကရင်ပြည်နယ်ကောက်ဂရိတ်မြို့နယ်မှာရှိတဲ့စစ်ကောင်စီရဲ့ လယ်လိုတက်စကန်ကိုတော်လန်ရင်ပူပေါင်းတက်ခွက်တွေကတိမ့်ပိုက်ခဲ့တယ်လို့ KNU ဘိုဟိုကသတင်းထုတ်ပြန်ထားပါတယ်2025ခုနှစ်မေလ23ရက်နေ့ညနေပိုင်းမှာတော့ကော့ဂရိတ်မြို့နယ် KNU တက်မာ6နယ်မြေမှာရှိတဲ့ဖလယ်လိုကြီးရွာစစ်ကောင်စီအထိုင်တက်ဖလယ်လိုစစ်စကန်ကို KNL KNDO နဲ့ PDF ပူပေါင်းတက်ခွက်တွေကတိုက်ခိုက်တိမ့်ပိုက်ခဲ့ပြီးစစ်လက်နက်ပစ္စည်းအများအများရရှိခဲ့တယ်လို့ကနေဦးသတင်းထုတ်ပြန်ကြေအရာသိရပါတယ် အဆိုပါဖလဲတူစကန်းကိုတော်လန်ရင်တက်ဖွဲ့ဝင်နေရ2022ခုနှစ်မတ်လ29ရက်နေ့မှာပထမဆုံးအကြိမ်တင်ပိုက်ခဲ့မှုပြီးအဲ့ဒီအကြိမ်ကစစ်ကောင်စီစစ်သား60ခန်းတည်ဆုံတယ်လို့သိရပါတယ်ဒီဒီအကြိမ်တင်ပိုက်မှုဟာဒုတိယအကြိမ်တင်ပိုက်မှုလည်းဖြစ်ပါတယ်2025ခုနှစ်မေလ24ရက်နေ့မနေ့တနာရီနဲ့3နာရီကြာမှာတော့ဆလင်းပြည်သူကာကွယ်ရေးအဖွဲ့တိုက်ခိုက်ရေးအဖွဲ့နှစ်ကနေပြီးတော့ဆလင်းမြို့နယ်ရဲစခန်းလင်းစင်းမြို့နယ်ရဲစခန်းနှစ်ခုကို အနီးကပ် RPG နဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်ထိုတိုက်ခိုက်မှုကြောင့်စစ်ကောင်စီဘက်ကတေဆုံးမှုများပြားတယ်လို့သတင်းသိရှိရပါတယ်ကျွန်တော်တို့ဗဟိုကင်းကို RPG နဲ့စပစ်ခရေကအစအဦးပျက်စီးမှုရှိရပြအဲဒီနောက်မှလည်းဆက်ပြီးတော့ရဲတွေတန်းပြီးတော့ထိကြတယ်သူတို့ဘက်ကလည်းလက်နေငယ်တွေနဲ့ပြန်ပစ်တဲ့အတွက်ဘက်တန်အနေထားမျိုးဖြစ်သွားတယ်လို့စလင်းပြည်သူကာကွယ်ရေးတပ်ဖွဲ့ကတာဝန်ရှိသူတူက VPN ကိုပြောပြပါတယ်။ဒါအပြင်စလင်းမျိုးနယ်မှာရှိတဲ့စစ်ကောင်စီစစ်ကြောင်းတစ်ကြောင်းဟာ ဆယ်နှစ်ကြာစစ်ကြောင်းထိုးနေပြီး၎င်းစစ်ကြောင်းကနေပြီးရွာစဉ်လှည့်လည်မီးရှို့နေတဲ့အတွက်ဒေသခံတော်လန်ရေးတက်တရာခုခံတိုက်ခိုက်နေတယ်လို့၎င်းကဆက်လက်ပြောပါတယ်။ဆလဲမှာစစ်ကောင်စီရဲ့စစ်ကြောင်းထိုးနေတဲ့နောက်အဖွဲ့တစ်ဖွဲ့ရှိသေးတယ်။အဲ့ဒီအဖွဲ့နဲ့လည်းချနေရတာပဲ။အဲ့ဒီအဖွဲ့ကရွာတွေကိုမဲပြီးတော့မီးရှို့နေတဲ့အတွက်ဆလင်းမျိုးနဲ့မြောက်ဖက်ချမ်းမှာအဖွားအုပ်တို့မီးလောင်ပြီးတိဆုံးခဲ့ပါတယ်။လက်ရှိအချိန်ထိဆလင်းမျိုးနယ်အတွင်းမှာစစ်ကောင်စီစစ်ကြောင်းနဲ့တော်လန်ရေးတက်ဖွဲ့တွေ နှစ်ဖက်အပြင်းထန်တိုက်ပွဲဖြစ်ပွားနေပြီးစစ်ကောင်စီဘက်မှစစ်ကား20အင်အားဖြစ်တင်းထားကြောင်းလည်းသိရှိရပါတယ်။ VPN ညနေခင်းသတင်းများကိုတင်ဆက်ပေးသွားတာဖြစ်ပါတယ်။သတင်းတင်ဆက်သူကိုထွန်းမှ